တို့ရဲ့အားကဟိုတော်တော်ကိုချိနဲ့နေတဲ့အပြုံမှာကိုယ့်လူကိုပြန်ကြည့်တဲ့ပုံစံမျိုးတွေအားစာဖြစ်လာ။အဲ့ဒါကိုကတို့ကြာဆုံးမဲ့အဓိကအကြောင်းရင်းဖြစ်သွားမှာနော်။၃၂ယောက်ကအလင်းဝင်နေဆိုတော့ဘလို့သွားယုံကြည်ရမှာလဲလို့ပဲ။ဟိုကိုသူဘလို့ပြောရမလဲ။ဟိုဟာကိုခါကိုဂလီတို့နှစ်ပြောင်းဖို့လောက်ကြီးလိုက်ရှင်တယ်လို့ပဲ။အဲ့လိုပဲရှိရတော့လို့ဖြစ်နေ။ မင်္ဂလာပါရောင်ပြည်သူအမှန်ငါတို့တန်စီစီကနေပြန်ပြီးကြိုးဆိုပါတယ်မင်္ဂလာပါမင်္ဂလာပါဟုတ်ဒါကြောင့်ပြည်သူအမှန်ဆိုတဲ့အတိုင်းပဲပေါ့နော်ပြည်သူတွေအမှန်ဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိတယ်ဟုတ်တယ်ကျွန်တော်ကရှာဖွေပြီးတော့ပြောရဲဆိုရင်အဲရှာရတာတိတ်မခက်ခဲတော့မခက်ခဲတော့အကုန်လုံးကအားဖြစ်စရာလေးကြီးပဲဖြစ်နေပါတော့အခုလဲကျွန်တော် live စုံစမ်းကြည့်ချင်းမနေဘမောမှာပေါ့နော်ဒါလည်းအားဖြစ်စရာပဲဘမောမှာတက်ဖွဲ့တွေကလက်နှချဖို့ပြောတယ်အဲခုနကလိုအလင်းဝင်ဖို့ပြောတယ်ပေါ့နော်လက်နှချအညံ့ခံဖို့ပြောတယ်အဲဥစား ကောင်းပါကြတယ်ဘောနော်ကောင်းပါတော့အခုကျုံကြအောင်ကျုံတော့နေရာစုံမချတာနေရာစုံသူတို့ဒါအထိုင်ချထားပါလေဆိုတော့နေရာစုံအကုန်ချချတဲ့အချိန်မှာဟိုဘလုံးမှမခံနိုင်တော့ဘူးလေဒီခါအပြက်ဖြတ်တဲ့ပုံစံမျိုးချလာဆိုတော့အဲ့မှာအခုကြမှာဒါလက်နှစ်ချညှက်ခံတယ်ဆိုတော့အဖွဲပေါ်လာတယ်ဘောနော်ပေါ်လာတဲ့အချိန်မှာစစ်ကောင်စီကပါလို့လဲဆိုဘုံနဲ့လိုက်ကြည့်အဲ့ဖွဲတွေအများကြီးပဲထိကြတယ်တေကြတယ်ဘောနော်ဒါကတကယ်တိုက်ပွဲဖြစ်စဉ်တွေကသိရတဲ့အကြောင်းအရာပေါ့နော်တကယ်အမှန်ပေါ့နော်အဲ့တော့ အဲတို့ရဲ့အနေထားကဟိုတော်တော်ကိုချိနဲ့နေတဲ့အပြုံမှာကိုယ့်လူကိုပြန်မကြည့်တဲ့ပုံစံမျိုးတွေရဆာဖြစ်လာအဲ့ဒါကိုကတို့ကြာဆုံးမဲ့အဓိကအကြောင်းရင်းဖြစ်သွားပါတော့ကျွန်တော်ပုံမှန်ပြောနေကြရှင်အဲ့လိုပေါ့ပြီးသူကိုစေနာမရှိတဲ့ကောင်ပြီးသူကိုတက်ဖြတ်နေတဲ့ကောင်အဲ့ထက်ကိုပို့ဆိုးသွားပြီးသူကသူ့လူကိုသူပြန်တက်ဖို့ဝင်မလေးတဲ့ကောင်ဖြစ်သွားပါတော့အဲ့ကြောင့်အခုအဲ့ဥစ္စာလေတကယ်ခွန်အားဖြစ်စရာအကြောင်းရတခုဒါတော့ အဖွင့်လေးမှာပေါ့နော်အားရှိတော့လို့ပြောပြကိုလူကိုကျဲပလိုက်တယ်ဆိုတဲ့အားပေါ့အဲနောက်တစ်ခါဒါသူဒီရက်ထဲမှာမပါလို့လဲဆိုတော့ဟိုဗီဒီယို32ရောက်အလင်းဝင်ပါလဲဆိုပြီးတော့ဒါသူအခမ်းအနားနဲ့ကြိုဆိုတဲ့ပုံစံလုပ်တယ်အဲပြီးတော့ဒါသူတို့မိဘရဲ့လက်ထဲကိုပြန်ထည့်ပေးတယ်ပေါ့နော်အဲပြန်ပြီးတော့အနံပါလဲဆိုတဲ့အခမ်းအနားပုံစံမျိုးလုပ်တယ်ဘူးယုံလာကဲယုံနေရာအကြောင်းမရှိဘူးယုံယုံနေရာအကြောင်းမရှိဘူးဒါအမြင်နဲ့ပြောနေကြပဲပေါ့နော်စစ်ကောင်စီလုပ်တဲ့ဟာတွေကဘယ်နှခါမှယုံနေရာတွေမြန်ရှိကြလို့ဆိုတာယုံယုံနေရာမရှိဘူးဆိုတာကသူတို့ မဟုတ်တာလုံနေလို့ပဲလေအဲ့တော့ယုံတရားရှိတဲ့အကြောင်းချင်းရာဘာလဲဆိုတော့စိတ်ကောင်းစီလုံတဲ့ထဲမှာယုံတရားရှိတဲ့အကြောင်းချင်းရာရှိတယ်အဲ့ဒါဘာလဲဆိုတော့မဟုတ်တာလုံတဲ့ဆိုရင်တော့ယုံတယ်ယုံတယ်ပြည်သူလူထုကိုနှိပ်စက်တယ်ဆိုရင်တော့ယုံတယ်ဒါဖြစ်ဖြစ်နိုင်ခြင်းအများရှိတယ်ဒါပြည်သူလူထုပေါ်ပြုကျင့်ရမယ်ကျင့်ဝတ်ဆယ်ပါးထဲမှာလည်းပါပြီးသားအဲ့သူကပြည်သူလူထုပေါ်ရေရေလိုလားလို့ကျင့်ပါအဲ့သူကနှစ်ခုလုံးအေးများတဲ့အရာတွေပဲနေလို့မီးလို့ကျင့်တယ်သူကနေလို့မီးလို့ကျင့်တယ် အဲ့တော့ပြီးတော့ရန်သူဘောသူကနေလိုမီလို့ကျင်းပါဒါဟိုအဲ့လိုကြတော့မကျင်းရဲဘူးမကျင်းနိုင်တော့ကျင်းနိုင်တဲ့ခါကျတော့သူကပြည်သူလူထုဘောနေလိုလာလို့ကျင်းတယ်ပြီးရင်ပြည်သူလူထုဤဒီဘာသာယူဝါဒယဉ်ကျေးမှုဒလေးထုံးတန်တွေကို လေးစားလိုက်နာဖို့ဆိုတော့ဟာလေပါပြီးသားဒါပေမဲ့ဘာသာယူဝါဒယဉ်ကျေးမှုဒလေးထုံးတန်တွေကိုမလိုက်နာတဲ့ပြင်မှာဘာလဲဆိုဒီရွာကခရိယံကိုးကွယ်တဲ့ရွာဆိုလို့ရှိရင်အရင်ဆုံးလင်းလာနဲ့ဖះเจ้าအရင်ဆုံးကျဲတယ်ဟုတ်တယ်ပြီး ဘုန်းကြီးเจ้าကိုကျဲတယ်ဗုဒ္ဓဘာသာဘုန်းကြီးเจ้าကိုကျဲတယ်ခရိယံဘုရားဘုရားเจ้าကိုကျဲတယ်ပြီးရင်သာသင်เจ้าကိုကျဲတယ်ပြီးရင်ဆေးရုံကိုကျဲတယ်ဒီလိုနေရာလေးပဲလိုက်လိုက်ပြီးတော့มาကျဲတာဗောနော်ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်လည်းမနေ့ကဆိုလို့ရှိရင်လည်းဒါဒီတက်မှာတက်ဖက်မှာဆိုလို့ရှိရင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူလူထုပိုင်တဲ့ rubber channel ကိုလာလာကျဲတယ် rubber chain ပေါ်ဟာနဲ့ jet fighter နဲ့ကျဲတော့ rubber chain အပင်တွေလဲပြီးတော့မှဒီဟိုဟာလှုပ်လို့ရတဲ့ rubber ဆီချစ်လို့ရတဲ့အရွယ်တွေရောက်နေပြီပေါ့နော်အဲ့ဒီအဲ့မှာအပင်တွေဆိုလဲပြီးတော့မှဟိုဖျို့ဖျဲတွေဖြစ်ကုန်တာပေါ့ဒီလိုမျိုးတွေအထီလို့တော့ဒါသူတို့ပြောတဲ့ဟာကဘလို့မှဟိုကောင်းတာလုတ်တယ်လို့ပြောရင်တော့ယုံနေအောင်မရှိဘူးမကောင်းတာလုတ်တယ်ဆိုတော့ယုံတယ်စစ်ကောင်ကြီးမှာယုံနေအောင်နေအများကြီးရှိတယ်ဆိုတော့အဲ့ဒါပေါ့မကောင်းတာလုတ်တယ်ဆိုရင်တော့ယုံလို့ရတယ်ပေါ့ပြီးတော့အခုတစ်ချက်ကပေါ့နော်ဒိုးရီစီကဒီဒီစစ်ကောင်ကြီးတပ်ဖွဲ့ဝင်တွေဒိုးစီကိုလာပြီးတော့မှလက်နဲ့နဲ့တူပူးပေါင်းတာပဲဖြစ်ဖြစ်လက်နဲ့မပါဘဲနဲ့ဒီတိုင်းပြည်သူရင်ဝင်ခိုးလုံနေပဲဖြစ်ဖြစ် နာမည်နဲ့တကွတက်တက်တွေနာမည်တွေနော်ကိုပိုင်းမတ်တွေတခုလေးတော့ဟိုတချို့ဆိုရင်တော့လျှို့ဝှက်ပေးရဲ့ဘာကြောင့်လဲဆိုတော့ကြံခဲ့တဲ့မိဘကြံခဲ့တဲ့ညီကိုမောင်နှမကြံခဲ့တဲ့မိသားစုအိမ်တော်တွေဆိုလို့လည်းမိသားစုကိုပြဿနာရှာမဆိုးတဲ့အတွက်ဒါသူတို့စောင့်ကြည့်ုံသိလို့ပြဿနာရှာမဆိုးတဲ့အတွက်တခါလေးကိုပိုင်းနာမည်လေးဝှက်ပေးရတာတို့တခါလေးမျက်နှာဝါပေးရတာတို့ဒါမျိုးလေးတွေပဲရှိရဲ့ကျွန်တော်တော့အကုန်လုံးသတင်းမှန်တိုင်းဘသူဆိုဘသူလူကောင်းကြီးမှထွက်ပြီးပြောပြတာဟုတ်တယ်လူကောင်းမှထွက်ပြီးပြောပြတာသူတို့ကြတော့ဒီ 32ယောက်အလင်းဝင်တယ်ဆိုပြီးတော့မှဟိုဟိုဖြစ်တယ်ပေါ့နော်ဒီလိုမျိုးနောက်ထပ်လူတွေလည်းလာလို့ရပါတယ်တို့ဘာဖြစ်တယ်ညာဖြစ်တယ်တို့ဆိုပြီးတော့မှဒီဟိုမှာတို့ထုံးတန်နိုင်ပေါ့စကူပုံလေးမှာတိန်ဘလောက်တို့ဘာတို့ဟိုဖြစ်ပြီးတော့မှအဲစူစူချတယ်ဆိုပြီးကမှလောက်တာဟာပေါ့အဲ့တော့ PDF တွေကညီ PDF တိုင်းမှာကိုပိုင်နံပါတ်ရှိတယ်ဟုတ်တယ်အပြင်တရင်တက်ဖွဲ့ရှိတယ်တရင်တက်ဖွဲ့မှာမှသူလက်ရှိအမျိုးမျိုးကွဲပြားနေတာပေါ့နော်အန်ယူဂျီအောက်မှာရှိတယ် တရင်တက်ဖွဲ့ဆိုလို့ရှိရင်သူ NUG ကချပေးထားတဲ့ကိုပိုင်နံပါတ်ချပြီးသား NUG မဟုတ်ဘဲနဲ့ဒီသူ့ဟာသူ local တွေဆိုလည်းရှိပြီးသားဟို local တွေဆိုလို့ရှိရင်သူ့ဟာသူဟိုဟာဖြစ်ထားပြီးသားအကုန်လုံးမှာကိုပိုင်နံပါတ်ရှိတယ်ဒီ CDN ဝင်လာတယ်ဆိုလို့ရှိရင်လည်း CDN code ဆိုတဲ့ဟာရှိပြီးသားဟုတ်တယ်အဲ့တော့ဒီဟာတွေအဲ့ဒါဆိုလို့ရှိရင်သူတို့32ယောက်လုံးရဲ့ကဲနံပါတ်တွေတရင်တွေတက်ခွဲတွေဘယ်စစ်ကြောင်းလို့မှာကြက်တင်းနဲ့ဆို ကြက်တင်းနဲ့ cobra တို့ cobra ဟို lion တို့ lion ပြောနေအဲ့လိုမျိုးပေါ့နော်ဟို black tiger တို့ black tiger ပေါ့အကုန်ဟိုဟာဖြစ်ပေါ့ ဘာမှမထုတ်ပြန်မင်းနဲ့32ဦးဆိုပြီးတော့ရောပြီးတော့ရေးတဲ့ဟာကတော့ဘလို့မှဟိုကတော့ဘာချီးစားပြောရင်တော့ချီးကြိုက်လို့လို့ပဲပြောရမှာပေါ့အမိကိုသူသားသမီးတွေဖြစ်ရမှာအဲဒါလို့ပဲဖြစ်မှာပဲပေါ့နော်တထရဟိုဆရာကြီးတွေရဲ့သားသမီးတွေတို့ဟွာရီရဲ့သားသမီးတွေတို့မင်းတို့ခဏလာကွာငါတို့ဟွာဖြစ်ကြမယ်တက်ပုံရိုက်ကြမယ်ဆိုပြီးတော့မှဒါပေမဲ့ဒီ32ယောက်ကတကယ် PDF ဖြစ်ခဲ့ရင်တော့မှပဲဘာမှတော်လိုင်းအတွက်ဘာမှထိခိုက်မသွားဘူးဆိုတော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာက ့0.0001 0ပေါင်းများစွာရဲ့1%တောင်မရှိဘူးဒီ32ဦးဆိုတော့ PDF ကဒါကလည်းတကယ်သာစစ်ကောင်စီဘက်ကိုကူးပြောင်းသွားတယ်ဆိုလို့ရှိရင်လေကိုရီးယားဒါစွန်းစံနေရကြွချီပဲဒီကြွချီအပြင်ကိုရောက်သွားတာဖြစ်တဲ့တွေ့တို့ပြန်သွားတဲ့ CDN လောက်ပြီးမှပြန်သွားတဲ့တိုင်းမှုတယောက်လို့ပေါ့သူဒီမှာရှိနေလို့ရှိရင်ပို့ပြီးတော့တော့ဒီရက်သတင်းတွေယူလိုက်ဟိုပြန်ပေးလိုက်လုံနေလို့ရှိရင်ပို့ပြီးတော့တော့ ဒီဘက်ကလူတွေအတွက်ဒုက္ခများအောင်မယ်ကတိကထာတွေများအောင်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲသူကသူပြပြတတာပြန်သွားတဲ့အခါကျတော့ဘာဖြစ်လဲပြန်သွားတဲ့လူလေဟိုဘက်မှာသူတို့မေးကျင်မေးကျင်မေးမေးပြီးတော့တရားမြောက်ရီမှာတော့မယ်ဟိုမက်ဂျီတက်ပြီးတော့မှမြောက်ရီတန်လှည့်ဌာနမှာတော့မယ်မက်တက်ပြီးတော့မှသူ့ရဲ့အင်တာဗျူးတွေပါပြီးထွက်လာသေးတယ်ပေါ့နော်အဲ့ထွက်လာပြီးတော့ပြီးတော့ကိုယ့်အကိုဆေးတောက်ခိုင်းပြီးတော့မှအဆုံးစီရင်ခိုင်းတာပဲလေအဲ့တော့အခုသွားတဲ့လူတွေလည်း ဒါတော့ဘလို့လာမလဲဆိုတော့ကိုပါကိုကိုပါကိုသာစဉ်းစားကြတော့ဗောပြီးတော့ဒါအဲအခုဒါတော်လိုင်းမှာဗောနော်တကယ်ထဲထဲဝင်ပါပြီးတော့ဆေးအားထက်တန်နေကြတဲ့ PDF တက်ဖွဲ့တွေအဲ့လိုဘယ်တော့မှလုံမှာမဟုတ်ဘူးလုံစရာအကြောင်းလည်းမရှိဘူးလုံစရာကိုအကြောင်းမရှိဘူးဒါတို့ရဲ့ရုပ်ရည်တွင်ပြင်ကိုပဲကြည်လာစစ်ကောင်စီကိုအပြတ်ဖြုတ်မယ်ဆိုတော့မန်နေပဲတွေ့ရတယ်ဗောနော်ခုနလိုစစ်ကောင်စီစီမှာညက်ခံလိုက်မယ်လင်းဝင်လိုက်မယ်ဆိုတဲ့ဟာမျိုးမတွေ့ရဘူးဒါရှေ့ပိုင်းကာလမှာလည်းတောက်လျှောက်ပဲဗောနော်ဖမ်းခံရင်လိုက်ရတယ်ဗောနော်တိုက်ပွဲနေမြေထဲမှာ ဖန်ခံရရဲဆိုရင်တော့မှလုံးဝဘောင်းတစ်ချက်မငုံဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲအာတွားကြတဲ့ရေဘော်တွေပဲတွေ့တယ်ပေါ့နော်အခုလိုမျိုးဟာကတော့ခုနလိုတကယ်ဆိုရင်တော့ပြောတာပေါ့နော်ဓာကြီးကမဖြစ်နိုင်ပါဘူးဒါမဲ့လည်းတကယ်ဆိုရင်တော့မှခုနလိုစိုးစံနေရကြော်ရှိပဲဖြစ်အောင်ပေါ့နော်အဲပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့ဟာလည်းဘုံကအဲအခုဒါပြည်သက်တပ်ဖွဲ့တွေနဲ့ဒါစစ်တပ်ကပေါ်နေတဲ့တိုက်ပွဲဖြစ်ပါတယ်ပြည်သက်တပ်ဖွဲ့တွေအဲ့လိုမျိုးပေါ့နော်တခုခုကြောင့်မလို့ဖန်ခံရတာပဲဖြစ်ဖြစ်ဒီလိုမျိုးကောင်းကောင်းမွန်မွန်ထားတယ်ဆိုတဲ့ဟာကျွန်တော်တို့ကကြားကုန်ကြဘူးဟုတ်တယ်ပြည်သူအကုန်လုံးကအဲ့ဒါကိုသိ ်အသက်အနေချက်ချင်းရန်ရှာတဲ့ကောင်တွေပေါ့နော်ချက်ချင်းရှင်းပြတဲ့ကောင်မျိုးတွေပေါ့နော်အဲ့ဒါကိုသူတို့ရဲ့အကြီးပိုင်းတွေကစဒီလိုပဲလိုလာတာဟဲ့အောင်လက်နဲ့ပဲလိုချင်တယ်လူမလိုချင်ဘူးဒါမျိုးပုံစံမျိုးပဲသူတို့ဟိုဟာဖြစ်တာဟုတ်အဲ့ကြဒီဥစ္စာအသက်ရှင်လျက်နဲ့မိဘတိပြန်အပ်မယ်ဆိုရဟာလောဘမဖြစ်နိုင်ဘူးပေါ့နော်အဲပြီးရင်ခုနလိုအဲမိဘတွေဆိုရင်ဟိုကအခုဒါပေါ်တာဆွဲခံပေါ်တာဆွဲခံပြီးတဲ့အချိန်မှာသူတို့တာသမီဘယောက်မှန်းတော့မသိဘူး အခုဖြစ်နေတဲ့အနေဒါဟုတ်တယ်ဘယ်ဘယ်တက်မှမှန်းလည်းမသိဘူးဘယ်ရောက်သွားမှန်းလည်းမသိဘူးအဆက်အသွယ်ရဖို့ကိုတော်တော်လိုက်လုပ်နေရတဲ့အနေဒါပေါ့နော်အဲပြီးတော့ကြာဦးနာလို့အဲဒီတေဝါပြီပေါ့နော်တိုက်ပွဲမှာကြာဝါပြီဆိုရင်တော့မှပဲသူကဖုံးကွယ်ထားသေးတယ်တချို့ဆိုရင်တလားကြာမှသိရတယ်တချို့ဆိုနှစ်ပေါက်တယ်တချို့ဆိုမသိတော့မသိဘူးပေါ့နော် အဲတချို့အခုဒါအပတ်စဉ်တက်တယ်ဆိုတနှစ်ကျော်တနှစ်လောက်ရှိနေပြီတနှစ်ကာလဆိုတနှစ်ကျော်အဲ့ဒီအချိန်ထိအဆက်အသွယ်မရတဲ့အဖွဲ့တွေရှိတယ်ဘောနော်အဲ့ကြောင့်သူတို့ဘက်မှာတော့မှဒီလိုမျိုးသူတို့လူချင်းချင်းတော့အဲ့လိုလုပ်တယ်ဆိုတော့ PDF တက်ဖွဲ့ဆိုပူတော်ဆိုးမယ်အဲ့နေတာတစ်ခုမှသူကအခုဒါမဲ့အလင်းဝင်လာတယ်ဘောနော်လက်နဲ့နဲ့တူလင်းဝင်ပါတယ်မိဘစီပြန်အပ်ပေးပါတယ်စုတွေပါချခန်းသားနဲ့ဂျူတယ်ဆိုတော့ဒါဒီကောင်တကယ်လုံးဝဘောနော်ဟိုဝါဒဖြတ်မှုတက်တက်ပဲလုပ်တဲ့အကွက်တွေပါဘုံကပြီးနောက်တစ်ချက်ဘောနော်ဒါညီလေးစကားဖြတ်လို့ဘောနော်နောက်တစ်ချက်ကသူက ဥမာ PDF တက်ဖွဲ့တွေကသူတို့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်သူစိတ်တော်ရတဲ့သူဒီတက်ခွဲရဲ့တရင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ဒီအဖွဲ့ရနေအကြောင်းမျိုးမျိုးကြောင့်ရှောင်ထွက်သွားတယ်ဆိုရင်သူကတခါတည်းသူတို့တက်ဆိုင်ရာ page ကနေကျင်ညာတယ်ကျင်ညာတယ်ဟုတ်တယ်ဒီရဲဘော်ကဒီတက်ဆိုင်ရာလာဝင်ရှိသူတွေရဲ့ခွင့်ပြုချက်နှုတ်ထွက်ခွင့်မရဘဲနဲ့ပေါ့နော်သူသဘောဆန္ဒနဲ့သူကသူဟိုဖြစ်သွားတဲ့အတွက်ဒါတစ်ချက်ပေါ့နောက်နောက်တစ်ချက်ဆိုအဖမ်းခံရတယ်ဆိုလို့ရှိရင်လည်းသူကဒီတက်ဖွဲ့ဝင်ရ ဖန်ခံရတယ်သူရဲ့ Facebook account ကတော့ဒါပါသူ ਨੇ friend ဖြစ်တဲ့လူတွေလာပြီးစကားပြောလို့ရှိရင်အဲ့ဒီဖုန်းကတော့ခွေးလက်ထဲကိုရောက်သွားပြီအဲ့တော့စကားလာပြောလို့ရှိရင်ဘယ်လိုမျိုးဟွာဖြစ်ကြဖို့တချို့သူဘလော့ကြဖို့ဆိုတော့ဟာဒီသတိပေးတာထုတ်တယ်ပေါ့နော်ဒါနှစ်ချက်နောက်တစ်ချက်ကအခုလိုမျိုးသွားတယ်ဆိုလို့ရှိရင်လည်းအလင်းဝင်သွားတယ်ဆိုလို့ရှိရင်လည်းအဲရှေ့မှာဒီတယောက်လားနှစ်ယောက်လားမသိဘူးကြုံမှုတယ်အဲ့လိုမျိုးပြန်သွားတာပေါ့နော်အလင်းဝင်သွားရတော့မဟုတ်ဘူးသူမိဘရက်ထံကိုပြန်သွားတာပေါ့ ပြန်သွားတာဖြစ်တဲ့အတွက်ဒီလူကတော့ဒီစစ်ကောင်စီအုပ်ချုပ်တဲ့နယ်မြေတွေကိုပြန်ပြန်ဝင်သွားတဲ့အတွက်ဒီလူနဲ့ပတ်သက်တဲ့လူတွေဖုန်းကွန်နက်ရှိတဲ့လူတွေ Facebook friend ဖြစ်တဲ့လူတွေဟိုဘာဖြစ်ပါဆိုပြီးကမှဘလော့ကြပါဆိုပြီးကမှကြီးညာတယ်အခု32ယောက်ဆိုရင်အများကြီးလေသူတရင်တွေပွနေအောင်တက်လာမှာပေါ့နော်ဘာလို့မှကြီးညာတာမဟုတ်ဘူးအဲ့လိုမျိုးပေါ့ဘာမှမပါဘူးအဲ့တကောင်ဒီလိန်ကိုလိန်တာနော်ပြန်တာတခုရှိတယ်ပေါ့ကတော်လိုင်းရင်နေဆေးပြတ်ရှောက်တယ်ပေါ့နော်အဲဆေးပြတ်ရှောက်တဲ့ချိန်မှာဆေးပြတ်ပြီးသွားတာကဒါတက်လာပြည့်ပြီပေါ့ ဒါပေမဲ့အဲ့ဒီရှောက်တဲ့ကောင်တွေကိုအခုပြန်မလွတ်သေးဘူး။ပြန်မလွတ်သေးဘဲနဲ့ဘာလို့ခိုင်းလဲဆိုတော့တို့အမိုက်ကောက်ခိုင်းတယ်။ရှင်းသိမ်းခိုင်းတယ်။အဓိကအဲ့ဒီငလင်းကြောင့်မလို့နေပြီးတော့မှဖြစ်သွားတဲ့ပျက်စီးတွေမှာတို့အင်အားသုံးပြီးဒီဘွဲတွေကိုဒါရှင်းလင်းခိုင်းတာမျိုးတွေလုပ်တယ်ပေါ့နော်။ပြီးတော့အဲ့ဒီထဲမှာသူကအပြောင်းရွှေ့ပါတဲ့ကောင်တွေကိုပဲပြန်ဝင်ရတယ်ပေါ့နော်။ပြန်ဝင်ရဆိုတော့သူကအဲအမိုက်ရှင်းရတဲ့ကောင်တွေကတော့ပျော်နေမှာပေါ့။ပျော်တာပေါ့။ပျော်နေမှာ။နေပြီးတော့မှဒါတော်သေးတယ်ပေါ့နော်။သူကအစကတည်းကဒီ ဒီဆေးပြားကိုရှောက်ရှင်လဲဆိုတာကစစ်စင်ရေးရှောင်ရှင်လို့အင်းစစ်စင်တိုက်ပွဲကြမ်းလို့စစ်စင်ရှောင်ရှင်လို့ဆိုပြီးတော့လာကြတယ်ဗောနော်လာပြီးတော့ဒါဒါပရိတ်လျှောက်ကြတယ်ပြီးရနေသူတို့ပြန်ရတော့မယ်ဆိုတဲ့အချိန်မှာတော်တော်လေးစိတ်ညစ်နေကြတဲ့အနေထားအဲ့အနေထားမှာထပ်ပြီးတော့အခုကအဲအောင်နေမင်းတို့မပြန်သေးမင်းတို့မိုက်ကောက်အောင်မယ်မင်းတို့ပြင်းလေးလို့သူတို့ပျော်တာဗောဒါပေမဲ့အဲ့ထဲကမှမပျော်တဲ့ကောင်တွေကခုနကလိုအပြောင်းရွှေ့ပါတဲ့ကောင်တွေအဲ့ပြောင်းရွှေ့ပါတယ်ဆိုတာလဲတော်တော်များများကယာရုတုနဲ့သွားကြတာပြုံများတယ်ပုံမှာအဲ့ကြောင့်စစ်တပ်ထဲမှာအခုဘလို့ဖြစ်နေလဲဆိုတော့ယာရုတုမှကြောက်နေတယ်ဟုတ်တယ်ဟုတ်တယ် ယာရုတိုးမှာဆိုရင်ကိုပဲသူကတိလန်းသွားတော့မယ်အနေဒါဖြစ်နေပါဘောနော်ပြီးရင်ဒါစိတ်ယုံအောင်ကောင်းနေယာရုတိုးပြီဆိုရင်သူကဒီချင်းလင်းချင်းပဲပြန်စင်းရမှာချင်းလင်းချင်းပဲပြန်စင်းရင်နေရာတိုင်းမှာအုံချင်းအုံချင်းဖြစ်ကြပါဘောနော်အဲကြောင့်အခုစစ်တက်ထဲမှာကယာရုတိုးမှာကိုကြောက်နေတဲ့အဆင်တွေဖြစ်နေအရင်တော့ကယာရုတိုးဖို့အတွက်ပတ်စံလိုက်တာအဲအခုကယာရုမတိုးဖို့အတွက်ပတ်စံလိုက်တဲ့အနေဒါဖြစ်နေဒါလည်းအားရစရာဟုတ်တယ်တော့အဲ့ဒီဟာတွေပေါ့နော်ဟိုတရင်တာမထုတ်ကြတာပေါ့နော်တရင်ထုတ်ရတဲ့ဒါဟိုပထမပြောခဲ့တဲ့ထဲမှာပါတယ်ပေါ့စစ်ကောင်စီက ကျန်ခဲ့တဲ့မိသားစုကိုလိုက်ပြီးတော့ပြဿနာရှာတဲ့ကျွန်내ဟိုအိမ်အောင်အိမ်အောင်တယ်ဆိုလို့ရှိရင်လည်းမိမနဲ့ကလေးကိုဖန်ဆီထိန်သိမ်းတာတို့စစ်ကြောမိမြန်းတာတို့ဘာတို့တွေဒီလိုမျိုးတွေလုပ်တယ်ပေါ့နော်အဲ့တော့တက်ဆက်ရှင်နေပြေးပြီးသားလူတယောက်ဖြစ်တဲ့အတွက်သူကသူသူကသူရှေ့တန်းမှာပဲဘလို့ပဲဆုံးဖြတ်ဆုံးဖြတ်ပေါ့နော်ဒါဒီလူတူးတယောက်ကဆုံးဖြတ်တာသူမိမနဲ့သူမိမကိုသွားပြီးတော့မှဟိုပြဿနာသွားရှာတယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်ပြီးတော့မိဘကိုသွားပြီးတော့မှမိဒါမြန်းတာတို့ဘာတို့တွေလုပ်တယ်ပေါ့နော်လုပ်လို့သာလျှင် ဒီဘက်ကအဖွဲဒီဒီဘက်ကိုတော်လန်ဤဘက်ကိုခုံလုံလိုက်ပြီးတော့မှတရင်မထိုးရတဲ့လူတွေဆောင်းနာပြောညီလေးပြောတယ်ယာဒူးတိုးတွေဒီဘက်မှာရှိတယ်ဟာနာမည်နဲ့တကွာဘယန်းနေလာတယ်ဆိုတဲ့ဟာတွေထုတ်ဖို့ပြောပြလို့မရလို့ဒါပဲအဲ့လိုမျိုးတွေယာဒူးတိုးမှအရန်ကြောင်းတယ်ဟောသူဆေးရုံမှနေရတယ်အဲဒီဆေးရုံမှအေးဆေးနေရတယ်ဆေးရုံကနေပြီးတော့မှဒိန်းတို့သူကဘုံမှုဘုံမှုဖြစ်တယ်ဘုံမှုဖြစ်တဲ့အချိန်မှာဘိုးကြီးဘွားနေဘုံမှုဖြစ်တော့သူကအောက်ခြေတက်ကိုဆင်းရမယ်အဲခြေလင်းခြေမြောင်ဆင်းရမယ်ဆင်းရမယ့်အချိန်မှာအဲ့ဒီတက်ရဲ့ ်တမိုင်းကိုလှမ်းမေးလိုက်တယ်မေးတော့ဟိုမှာရှေ့တန်းမှာဘလိုနေရာမှာဘလိုတိုက်နေရပြီဘုံမှုရေးလဲဆိုလဲဆိုတော့ဘုံမှုမျောနေတာအဲအဲ့ဒီမှာအဲ့ဒီစီယုံကနေတော့ကျွန်တော်သွားတော့မယ်ကျွန်တော်တက်ကိုဆိုပြီးရမှာသူကသွားတယ်သွားရင်ကနေလမ်းမှာမသွားတော့ဘူးဆိုတော့မိဘလည်းလှမ်းပြီးတော့ခွင့်ပြုချက်တောင်းတယ်တောင်းတော့မိဘလည်းအေးရတယ်ဒါမသွားခြင်းမသွားနဲ့တော့မတက်နိုင်တော့ဘူး ဆိုပြီးတော့မှာဒီလိုမျိုးလစ်လာတဲ့လူတွေအဲ့လိုအဆင့်နေလဲရှိရဲ့ပြီးတော့ဟိုဟိုဒုဒုတိယတရင်မှုတွေဘာတွေဒီလိုမျိုးတွေမှာရှိသေးတယ်လွယ်တလုံးနဲ့အဲလွယ်အဲ့လိုမျိုးတွေရှိသေးတယ်ဒါတွေကနာမည်တွေပိုင်းနဲ့ထုတ်ပေါ်ပြီးတော့ပြောလို့မရလို့ပေါ့နော်ဒါတွေအကုန်လုံးရှိရဆိုတော့ပြောချင်တာပေါ့အဲ့တော့ယာရုတို့မှာအင်ပလန်ကြောက်နေတယ်ဒီနေရာမှာတို့ပိုနေမြဲကြားနေမြဲလေးပဲနေပြီးတော့မှငါတို့ CEO ငါတို့တကားဝဟိုလာတကားလာမခေါမရှင်ငါတို့တော့အေဂျင့်နေပါသေးလားဆိုတော့ဘဝပဲတို့မှာ ဒီကိုရီကိုရီ period တွေရဲ့ online တက်ဖွဲ့တွေရဲ့ပေးတဲ့စိတ်ချမ်းသာမှုပဲတို့မှရှိရတယ်อืมဘာလို့သူတို့နားကိုရောက်ပြီဆိုတာ ਨੇ တို့ကပူလောင်းနေပြီအင်း online တက်ဖွဲ့တွေငါတိုက်ရင်ငါတို့နိုင်တော့ငါတို့အရှုံးပေးရတော့မှာပါလားငါတို့ဟိုသူတို့အနိုင်ယူတော့မှာပါလားဆိုတာတခါလေတန်းပြီးတော့မှာတွေးထားပြီးသားတွေးထားပြီးသားဘယ်သူပဲဖြစ်တွေးထားဟိုတင်းက harley quinn ဖြစ်စင်ပဲအဲကြီးကြီးပေါ့နော်ဒီလိုမျိုးလာပြီဆိုတာ ਨੇ သူကငါတို့ လက်နဲ့ချဖို့အတွက်အဲ့လိုမျိုးလက်နဲ့ချဖို့အတွက်အသင်းဖြစ်နေနေရာတွေအများကြီးရှိတယ်။အတော်လိုင်းတက်ဖွဲ့တွေကဒီသူတို့ရဲ့အိမ်တကားတွေမခောက်နိုင်သေးတဲ့အတွက်မရောက်သေးလို့ပေါ့နော်။ရောက်တဲ့အခါကျလို့ရှိရင်အဲဟိုလက်နဲ့ချလင်းဝင်မဲ့လူတွေအများကြီးရှိတယ်ပေါ့။ဟုတ်တယ်။အဲ့ဒါတွေကိုလည်းဒီဘက်ကစီမံချက်နဲ့တကွာစီစဉ်နေရတာရှိရင်ဟိုသူတို့ရဲ့ဟိုအိုင်းနဲ့ပတ်သက်ပြီးတော့မှမိသားစုဝင်နေတဲ့ပတ်သက်ပြီးတော့မှအဲတက်ထဲမှာဟိုဟာဖြစ်တယ်။တကယ်လို့ငါတို့တက်ကိုတိုက်မယ်ဆိုလို့ရှိရင်သူတို့ရဲ့မိသားစုအင်အားတော့ဘယ်နှစ်ယောက်လောက်တော့ပါလာနိုင်တယ်။ဒါဆိုရင်တော့ငါတို့ထားတဲ့ ခုနပြောလေသူတို့လူသူတို့လိုက်ပြီးနှုတ်ပိတ်နေတာဖြစ်တဲ့အတွက်လေရင်နဲ့လိုက်ကျဲမှလည်းကြောက်ရသေးတယ်အဲ့တော့လေရင်လုကင်းအောင်လည်းငါတို့ထားရမယ်ပြီးရင်စားသရိပ်သူတို့အတွက်ကြွေးတော့ကြွေးထားအောင်ပါပဲဒီလိုမျိုးတွေမိသားစုဝင်ကြတော့ဟိုငဲ့ရမယ်ဟာတွေပါတာပေါ့ဒီလိုမျိုးအရာတွေစီစဉ်နေရတာအများကြီးရှိတယ်ဒီဘက်ကဖွဲ့ရတယ်ဒီကိစ္စတွေဒါတော့ပဲပြောလို့ရသေးတယ်ပေါ့နော်အဲစီစဉ်နေခုနကပြောတဲ့ဒီရတုတိုးတဲ့အချိန်မှာလမ်းမနဲ့ထွက်ပြေးတယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလည်းအများကြီးရှိတယ်လို့အခုဒါကသူကဟိုဆစ်စင်ကြီးမှာသူကအင်အားပြည့်လွတ်တာ လွတ်တဲ့အချိန်မှာလမ်းမနဲ့ပျောက်သွားအဲဥစ္စာကြီးလည်းရှိတယ်ဒါမနေ့ကဒါဟာလီကွစ်ဖြစ်စင်မှာလည်းအဲ့လိုပဲလေသူတို့ ਨੇ ဘလောက်မှမွေးတဲ့မီတာ600မီတာ1000အဲပြီးရင်ဒါ2မိုင်5မိုင်အဲ့လောက်မှတက်တည်ရှိတယ်ဟုတ်တယ်ဒါပေမဲ့တောက်ကူခိုင်းတဲ့အချိန်မှာလာမကူတော့ဘူးဟုတ်ဟိုဘက်ကကောင်ဘာဖြစ်ဖြစ်ဆိုရဲပုံစံမျိုးပြစ်ထားပါဘောနော်အဲအခုလည်းဒါဒါဒီဟိုမှာကြောက်ဖြူမှာဗောနော်ကြောက်ဖြူတိုက်ပွဲကိုလေချောင်းကနေဒါလေရင်နဲ့စစ်ကူလွတ်တာအဲ့မှာဘုံမှုတယောက်ဦးစီးပြီးတော့ဒါသူ့ရဲ့တပ်ဖွဲ့ဝင်အချို့ဗောနော်အဲ့အချို့ကအဲ့ညောင်ရောက်သွားအောင် ပို့တော့ပို့လိုက်တယ်ရောက်မသွားလမ်းနေပျောက်သွားတယ်ပေါ့နော်အဲ့နောက်ပတ်ဝန်းကျင်တွေကိုဒါစစ်ကြောင်း၃ယောက်လောက်ထိုးပြီးတော့အသေးတံပြန်လိုက်ရှာနေရတဲ့အနေအထားတွေဖြစ်နေရအခုသူတို့ပတ်မှာအစားလေအချင်းချင်းဟောတို့ဒါဖလန်းမှာဆိုရင်ဖလန်းတိုက်ပွဲတုန်းကအဲတပ်ဖွဲ့တွေကချိုးအဖွဲ့တွေကစေးုံတက်အဲကျွန်တော်ဒီဒီဘက်ကတော်လိုင်းရဲပေါ်တယ်ပေါ့နော်စေးုံတက်ထိခိုက်တံရရကြရရအချိန်မှာသူ့ရဲ့တံရက तू ကတော့တက်တာပြီပေါ့နော်ဒါပေမဲ့စိတ်မချရသေးဘူးဒါဆရာဝန်တွေကပြောရင်ခဏလောက်စောင့်ပါဦးဘယ်နည်းလောက်စောင့်ပါအဲ့လိုပြောကြ ပြောရချိန်မှာ तू သူ့ရဲဘော်တွေရှေ့မှာသူ့ကိုလိုနေပါပဲဆိုရဲစိတ်နဲ့ဆေးရောင်ကနေခိုးပြီးသွားတယ်။อืมๆခိုးပြီးတော့အဲ့တိုက်ပွဲကိုပြန်သွားတိုက်တယ်။အဲ့လိုဖွဲ့တွေအများကြီးပဲ။အခုဒီကောင်းနေမှာအဲ့လိုစိတ်မရှိဘူး။ဟိုမှာသဲတံဖြစ်နေတယ်။ငါတို့ကိုအဲ့သဲတံဖြစ်နေလို့စစ်ကူကူကိုပို့တာဆိုတဲ့စိတ်သူတို့မှာမရှိတော့ဘူး။ဟာငါတို့ကပါတေလန်းပိုးနေပြီမသွားဘူးကွာဆိုရဲလမ်းနေထွက်ပြေးတဲ့အဖြစ်မျိုးတွေဖြစ်နေအောင်နော်။ဒါကလည်းတကယ်အားရဖို့ကောင်းတယ်။ပြင်တာခု ဒါကြောင့်ဒီဘက်ကတော့အားရစရာတွေအများကြီးရှိသလိုစစ်တပ်ဘက်ကယုံပါတဲ့ဟာတွေကလည်းဇက်တိုက်လုံနေတော့ဘောနော်အခုဆိုဒါစစ်တွေမြို့ပတ်ဝန်းကျင်ကခြေရွာတွေကိုတဲ့သူကအဲ့အမှတိုက်ပွဲတွေဖြစ်တော့ပြည်သူတွေကရှောင်ကြတယ်အဲ့ခြေရွာပြည်သူတွေကရှောင်ကြတယ်အဲ့ရှောင်နေဆိုတဲ့အချိန်မှာအဲ့ခြေရွာတွေမှာရှိတဲ့အဆောက်အဦတွေလူနေအိမ်တွေအကုန်လုံးကိုဖြိုဖျက်ပြီးတော့ရောင်းတယ်စစ်တပ်ကကောင်းတယ်အဲ့တော့ရောင်းချပြစ်တယ်ဘောနော်အဓိကတော့သူကဖြိုပြစ်တယ်ဆိုတာလည်းရည်ရွယ်ချက်ရှိပါဒီစစ်တွေမြို့ကိုတိုက်ခိုင်းပြီးဆိုတဲ့အချိန်မှာ သူကဘယ်လမ်းကြောင်းဝင်လာတယ်ဘယ်နေရာဝင်လာတယ်ဆိုတဲ့ဟာတွေသိရဖို့လောကမြင်ကွင်းတွေရှင်းပလိုက်တဲ့ပုံစံမျိုးတမင်လုပ်ပြတယ်ပေါ့ဒါပေမဲ့လုတ်တဲ့ဟာကပြည်သူရဲ့အိုးအိမ်စည်းစိမ်တွေဖြစ်နေဒီအိုးအိမ်စည်းစိမ်ရဖို့အတွက်ကိုဒီအိမ်လေးတစ်လုံးရဖို့အတွက်ကိုပြည်သူအများကြီးစူးစမ်းရတော့အဲချို့ဆိုရင်ပြောတယ်ပေါ့နော်ဘဝပြတ်တယ်လို့ပဲခံစားရတယ်ပေါ့နော်အဲကျတော့စစ်တပ်ရဲ့ရုံးမာမှုတွေကတော့ရှိနေတုံးပဲအဲခုနကလိုသူတို့ကိုမထိဖို့ပဲလိုတယ်သူတို့ကအမြဲတမ်းသာပြည်သူအတွက်နိုင်ငံတော်အတွက်ဆိုပြီးပါဇက်ကနေလျှောက်အောင်နေတကယ်မြေပြင်မှာပြည်သူတို့ပဲဒုက္ခပေးရပါတော့အခုဆိုရင်ဘာမှမဆိုင်ဘူး သူတို့ဒီနေတဲ့နေရာကိုတိုက်ခိုင်းမှာဆိုလို့ပြည်သူတွေနေတဲ့နေရာတွေကိုပြည်သူတွေကိုနှင်ထုတ်တယ်နှင်ထုတ်ပြီးမှခုနကလိုဖြိုချဖျက်ဆီးပြီးတော့ရောင်းချရဲလို့ဖြိုတဲ့အပြင်မှာသူကရောင်းမှာစားသေးတယ်အဲ့လိုမျိုးကိုကိုရိုးရှာတယ်အဲစစ်စုံနေမှာပေါ့ကွာသူတို့လည်းဒီလောက်ဒုက္ခရောက်နေတဲ့ကြားထဲမှာနော်အဲ့လိုမျိုးကိုရိုးရှာတဲ့ကွက်တွေရှိသေးတာဟုတ်တယ်သူကဒီဟိုဟိုလာတော့ရတမတယောက်ကိုမေးသလိုဟောလာဟိုတေကနီးဟို9 9မိနစ်တာအသက်ရှင်ခွင့်ရရမယ်ဆိုရင်ဘာလို့သွားခြင်းလဲဘာဘာလို့ခြင်းလဲဆိုတော့9မိနစ်အသက်ရှင်ခွင့်ရမယ်ဆိုရင် အရက်တစ်ခွက်လောက်တော့တောက်သွားခြင်းလေဆိုလိုပါသလားအဲ့တော့မင်းတို့စစ်တွေတမျိုးကဒါနောက်ထပ်ဘယ်ချိန်ဘယ်ကာလမှမသိဘူးနော်ဒါအချိန်တို့အတွင်းမှာပေါ့အချိန်တို့အတွင်းမှာမင်းတို့စစ်တွေမျိုးကြီးတို့တော့တိုက်ခိုက်ခံရတော့မယ်စစ်တွေမျိုးတော်မျိုးပေါ့စစ်တွေမှာရှိတဲ့တက်တွေပေါ့တက်တွေကိုတိုက်ခိုက်ခံရမယ်တော်လိုင်းတက်ဖို့ရတက်ပဲရွေးတိုက်တာကြီးတွေမျိုးကြီးတော့ဘယ်သူမှဟိုဘာမှမရှိတဲ့ပြည်သူလူထုပဲရှိရမျိုးကြီးတဲ့တော့ဘယ်သူမှတနက်ပြစ်မဝင်ဘူးဒီကောင်တွေတိုင်းရင်ဌာနချုပ်ရှိတဲ့နေရာတွေကိုပဲတိုက်တာဒီတိုင်းပဲအခုဒီနေ့တိုက်နေတဲ့ဂျုံတို့တို့ကွန်ကရစ်တို့ ဒီနဘူးတို့ဆိုတာလေဒီတိုင်းပဲသူတို့တက်ရှိရနေရာပဲတိုက်တယ်သူတို့အဲ့လိုမျိုးအဲ့တက်ကိုလာပြီးတော့မှတွန်လိုင်းတက်ဖို့ရလာဝိုင်းလို့ရတဲ့လမ်းတွေကိုပါသူကလမ်းတွေပါလိုက်ပြီးတော့မှမျိုးတွေကလာရဲဆိုအဲ့မျိုးတွေလမ်းတွေလိုက်ဘုံကျဲလို့လို့အဲ့လိုမျိုးလောက်တာပေါ့နော်အဲ့တော့သူကလာကတ်လို့မရအောင်လို့သူကဟိုဟာဖြစ်တာအဲ့တော့နောက်ဆုံးဘာလို့ရှင်လဲဆိုတော့နောက်ဆုံးမင်းတို့အသက်ရှင်ဝင်ရတော့မယ်ဆိုရင်ဘာလို့ရှင်လဲဆိုတော့ပြည်သူလူတွေအသက်ဝင်စည်းစိမ်ကိုတော့ဖြည့်ဆည်းသွားခြင်းမှာသွားခြင်းမှာသိတယ်ဆိုတော့ စိတ်ဓာတ်မျိုးပေါ့နော်အဲဒါကြောင့်မလို့ဒီကောင်းလေးပြောတဲ့ဟာလာလာမှဂျုံနေရာမရှိဘူးဆိုတော့အเจ้าရပါတော့ဆရာညီလေးပြောတဲ့ဟာလို့ချင်းမှဒီဟိုဟာဖြစ်တဲ့ဟာဒဏ်ရာရနေတာတော့မတက်တာလုံးဝဟိုဟိုဟာဖြစ်လို့မရသေးဘူးဟိုပြေးလို့လွားလို့အဓိကပြေးလို့လွားလို့မကောင်းသေးဘူးပေါ့နော်ဒီခဏတော့စေးနာပေါ့ခေါ်စစ်တက်ခေါ်ဆိုတော့စေးနာပေါ့စေးနာတော့ခဏယူအောင်မယ်ဆိုတဲ့အချိန်မှာခိုးပြီးသွားတဲ့သွားပြီးတော့မှတိုက်ပွဲကိုပြန်ပြီးတော့မှဟိုဟာဖြစ်တဲ့ဟိုရဲဘော်မျိုးတွေစုထားတဲ့တော်လိုင်းတက်ဖွဲ့က32ယောက်က အလင်းဝင်တယ်ဆိုတော့ဘလို့သွားယုံကြည်ရမှာလဲလို့ပဲဟိုကိုသူဘလို့ပြောရမလဲဟိုဟာကိုခါကိုဂလီတုံးနှစ်ပြားဖို့လောက်ကြီးလိုက်ရှင်တယ်လို့ပဲအဲ့လိုပဲရှိရတော့လို့ဖြစ်တယ်ဟုတ်တယ်အခုကဒါကျွန်တော်ဒါအဲတလိုင်းတက်ဖွဲ့တွေဘက်ကအဲအစအစရာပေါ့နော်စိတ်တက်ရောတိုက်ဆွမ်းရရောလေ့ကျင့်တာပြေဝမှုတွေရောပြီးရင်အခုဆိုအတွေ့အကြုံတွေရောပူပူပြီးတော့များလာတယ်နောက်တစ်ခုကတော့ဒါအချင်းချင်းတက်ဖွဲ့နဲ့တက်ဖွဲ့စီးလုံးပြီးတိုက်ပွဲဝင်တဲ့ဟာတွေက မြေပြင်မှာတော်တော်များများတွေ့လာရတာဖြစ်တဲ့အတွက်အောင်မြင်မှုကတေချာဘောက်ကိုရမှာပေါ့နော်အဲ့လိုမျိုးကြီးသာတိုက်အောင်မှုအောင်မြင်နေပေါ့နော်ရီကောင်တွေဘလောက်ပဲခံစစ်ပြင်တာပြင်တာမခံနိုင်တဲ့အနေအထားဖြစ်နေပြီပြင်စစ်တပ်ဘက်မှာလည်းခုနပြောလိုပေါ့အကြောင်းချင်းရတယ်အများကြီးရှိသူတို့ပြိုကွဲစေမယ့်အကြောင်းချင်းရတယ်သူတို့ပြိုလဲစေမယ့်အကြောင်းချင်းရတယ်အများကြီးရှိတယ်ဆိုတာကိုကျွန်တော်တို့စုံစမ်းမိရသလောက်အခုလိုပြန်ပြောပြခြင်းဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်